ဝင်လင်းကစေဝဉ္ဇဉ်နေစိမ့်နဲ့လမ်းဖွင့်ရင်ဆယ်ရက်လောက်ကုန်ဆုံးခဲ့ပြီးအစင်းရှင်းနေမိနဲ့တဖြည်းဖြည်းနီးကပ်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်စေဝဉ္ဇဉ်နေစိမ့်ကအလွန်အမကြီးမားပါတယ်မူလဆွမ်းရဲ့အများကြီးကိုစွပ်ယူထားတဲ့အတွက်အထက်ရဆွမ်းကနိဗ္ဗာန်ဖြစ်စီသူကျဉ်းကျဉ်းသူတယောက်ကိုတောင်းယုံတောင်းလို့စီနိုင်ပါတယ်တုံးရဲ့အကြမှာစေဝဉ္ဇဉ်နေစိမ့်ကဝင်လင်းရဲ့ထိန်ချုံနိုင်တဲ့အကန့်အသတ်ကိုရောက်လာတာကြောင့်သူကမူလဆွမ်းရင်းနေထပ်ပြီးတော့မစွပ်ယူနိုင်အောင်လို့ဖျက်တောက်လိုက်ရပါတယ် လန်တရှောင်းမှာမြို့ခိုးရဲ့အကောင်ကိုဖယ်ရှားပစ်ပြီးအစင်ရှိဒေတာစီကိုသူကချင်းကပ်လာခဲ့ပါတယ်။ထိုနေ့မှပဲအစင်ရှိဒေတာသူ့ရဲ့အမြောင်မှာပေါ်လာပါတယ်။ရပ်ပေါင်း20နီးပါးဇက်တိုက်ခီးသွားခဲ့ရတာကြောင့်ဝင်လင်းကအရန်အောင်မှပြင်ပန်းနေပေမဲ့သူ့ရဲ့မျက်လုံးတွေကတောက်ပနေပါတယ်။ခီးသွားနေပေမဲ့သူကခန္ဓာကိုယ်ဆက်လက်ထိန်းကြည့်ပြီး သူကိုယ်သူပြန်လဲကောင်းမွန်လာစေဖို့ဆေးလုံးတွေကိုဆက်လက်မြှထားနေပါတယ်အစင်ခွနင်းနဲ့အစင်ရှိဒေတာချာမှာဖက်စီဘွန်အစီရင်ကမရှိပါဘူးဒူဝါရင်မြှုပ်ခိုးထုထတဲ့အလွှာတစ်ခုကတော့ရှိပါတယ်ထိုမြှုပ်ခိုးတွေကအရန်အုံးမှထုထက်ပြီးကျေပြောလာပါတယ်ထိုရာတွေကအစင်ရှိဒေတာကိုလုံးဝဝင်းရထားပါတယ်အတွင်းမှာအစင်30တားရဲ့အများကြီးရရှိပြီးအနှဆိုင်ဆုံးနေရာတွေမှာဆိုရင်အစင်စနစ်တားရဲ့တွေအောင်ရှိပါတယ်ထိုနေရာမှာကြမ်းတမ်းတဲ့တားရဲ့တွေကအရန်အုံးများလုံးတာကြောင့်တိမ်ပင်လေအန်ရဲ့အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံရပါတယ်ထိုနေရာကိုရှုပ်ထွေးတားရဲ့မြို့နယ်ပဲလို့ခေါ်ပါတယ်

နေပယ်လို့ဖော်ပြတဲ့အကြောင်းရင်းကတော့ထိုးရဘလောက်ကြီးမလဲဆိုတော့တမန်ချင်းတို့တယောက်ကဝင်သွားရင်အယုံတော့ကြံမှာမဟုတ်ပါဘူးတကယ်ညံလင်းရသူတွေရပဲဝင်နိုင်ပြီးသူတို့ကတော့သတိထားရပါလေဒိုးရရင်နဖျားကိုင်းရမတိတဲ့နီလန်တစ်ခုကိုအသုံးပြုထားတာကြောင့်အတွင်းရကြံတန်းသားရဲတွေကထိုးနယ်ပယ်ရနေမထွက်သားကြပါဘူးအထဲမှာမူလဆွေရင်းတွေကိုဆွေးယူနေကြပါတယ်ထိုးမြူခိုးတွေရဲ့အစုံးမနယ်နိမိတ်တစ်ခုကရှိနေတယ်လို့ပါပဲရှုပ်ထွေးသားရဲ့မြူနယ်ပယ်မှာလမ်းလေးကူးဝါရှိပြီးထိုးလမ်းလေးကူးဝါသာဘေးကင်းပါတယ်ထိုးရတော့အဆင့်ရှိခိုင်းသားတွေအဆင့်ရှိဒေသ ားအနေထွက်ခွာခြင်းပြီးတင်းနီယာရှင်ပြောင်းခြင်းဤပညာကိုမတုံးချင်ရွေးချယ်ရမယ့်လမ်းနေပါရာစုနှစ်ပေါင်းများစွာခရေကနဖျားကန်းရဖွင့်နှားပေးခဲ့တယ်လို့ကောလာဟာလာတွေကထွက်နေပါတယ်လမ်းလေးကူရဲ့ဘေးကင်းလုံခြုံမှုကိုတေချာစေဖို့အတွက်အထူးနီလန်းတစ်ခုကိုအသုံးပြုခဲ့ပါတယ်ထို့ကြောင့်ဖျက်သွားတဲ့လူတွေကတန်တန်သားရဲတွေရဲ့တိုက်ခိုက်ခြင်းကိုမခံစေဘူးပါ သူကရင်အစင်းရှိဂိုင်းကြီးရဲ့ဂိုင်းသားတွေနဲ့လမ်းညွန့်ကြောက်စင်းကိုရဟားတဲ့သူကလွေလို့ဘသူကမှထိုလမ်းလေးကိုမသိကြပါဘူးသူတို့ကရှုပ်ထွေးသားရဲ့မြို့နယ်ပယ်ထဲကိုပဲဝင်ရောက်ရပြီးမတိတ်ခဲရင်တော့အစင်းရှိဒေသကိုဝင်ဖို့အတွက်အခွင့်အရေးရှိပါတယ် ထိုးချိန်မှာရှုပ်ထွေးသားရဲ့မြူနယ်ပယ်တတရလမ်းမှာကြီးညံ့သူ၄ယောက်ကအလောတကြီးနဲ့သွားနေကြပါလေရှေ့ဆုံးမှာမင်းနဲ့တဲ့ဝေယုံဝေထားတဲ့အဖိုးကြီးတယောက်ဇပင်ရငွေရောင်မိကိုးရောင်မှာသူကအသက်ကြီးနေပေမဲ့သူ့ရဲ့အကြီးအလက်စီးလို့ပဲသူရှေ့ရမြခိုးတွေကသူ့ရဲ့အကြီးအောက်မှာမကြာခဏဆုတ်ခွာသွားတတ်ပါလေထိုးဖိုးကြီးကနိုင်ပန့်ဖြစ်စည်းသူရဲ့အချိန်ဝါကိုထွက်လွတ်နေရာကြောင်းသူကနိုင်ပန့်ဖြစ်စည်းသူအစင်ရဲ့အထုံးအထဲကိုရောက်နေရဆိုတာသိတာပါလေသူကရွေလျားတဲ့အခါကဘာနီယာမားတွေကသူ့ရဲ့အတွင်းမှာစူးစိမ်းနေပါလေသူ့ရဲ့နောက်မှာလူ၃ယောက်ကရှိပါလေအမျိုးသား၂ယောက်နဲ့အမျိုး ို့သမီးတယောက်ပါသူတို့အားလုံးကငရွယ်တဲ့ပုံပေါက်ပြီးနိုင်ပန့်တန်းစင်သူအလေအဆင်းမှရှိကြပါတယ်မင်းကလေးရလေတော်ဝင်းုံကိုဝထားပေးမယ်။သူမရဲ့ပြီးပေးဆောင်တဲ့ကိုခန္ဓာတော်မဖုံးနိုင်ပါဘူး။ထိုရာတော့သူမကိုအရင်စင်ကြဲတဲ့ပုံပေါက်ပါလေ။သူမကအလွန်ဆွဲဆောင်မှုရှိတဲ့အချိန်ဝါကိုထွက်လွတ်ပြီးသူမရဲ့မျက်လုံးလှောက်ရှားမှုလေးတစ်ခုကပဲဘေးနာအမျိုးသားနှစ်ယောက်ရဲ့မျက်လုံးလေးကိုလုံရင်နဲ့ပြည့်နှက်စေပါလေ။သူတို့ကပြန်တန်းနေစဉ်အမျိုးသမီးရဆွဲဆောင်မှုရှိတဲ့အတန်နဲ့ဖြည်းဖြည်းချင်းပြောလာပါလေ။ဆရာကျမတို့ကိုဘယ်ကိုခေါ်သွားမှာလဲ။ အဖိုးကြီးကတော့မပြောပါဘူးသူကဆက်လက်ပြန်တန်းနေပြီးရှုပ်ထွေးသားရဲ့မြူနယ်ပယ်ရဲ့အတွင်ပိုင်းမှာရောက်ပြီးမှရက်ပြီးလူသုံးယောက်ကိုကြိလိုက်ပါလေမင်းတို့အားလုံးကငါရဲ့ထာဝရခိုင်ရဲ့အဓိကခိုင်သားတွေပဲဒါပေမဲ့မင်းတို့ကကိုယ်ရဲ့ကျင့်ကြံမှုအစင်းကိုမြင့်တင်ဖို့အတွက်စေလုံးတွေကိုအောက်ကူခဲ့ကြတယ်ဒါကြောင့်ကောင်းကင်ကိုနှဆိုင်နဲ့နားလည်မှုမရှိဘူးကဘာနီးရမှာအကြောင်းဆိုပိုလို့တော့မရှိဘူးကောင်းကင်ကိုနားလည်ဖို့အကောင်းဆုံးနည်းလမ်းအသက်နဲ့တည်ခြင်းကြအခိုက်တန့်ပဲဒီနေ့ဆရာကမင်းတို့ကိုဒီကိုခေါ်လာတယ်ဒီမှာကြမ်းတမ်းသားရည်တွေအများကြီးရရှိတယ် ဒါကြောင့်မင်းတို့တုံးယောက်က PPG နားလည်အောင်လို့စူးစမ်းကြ အဖိုးကြီးကပြောပြီးသူ့ရဲ့လက်ကိုဝင်ရလိုက်ပါတယ်သူတို့ကစကားပြောခွင့်မပေးဘဲမြူတွေထဲကိုပြစ်ထည့်လိုက်ပါတယ်အဖိုးကြီးကခဏလောက်တိတ်တဆိတ်နဲ့စဉ်းစားပြီးထိုင်ချလိုက်ပါတယ်သူ့ရဲ့နဖျားအသီးစိတ်ကသူ့တပည့်သုံးယောက်ကိုစောက်ကြည့်ဖို့အတွက်ပြန့်နှံ့သွားပါတယ်တကယ်အသက်နဲ့တည်ခြင်းအခိုက်အတန့်မဟုတ်ရင်သူကဘရောမမကူညီပါဘူးအစင်ခွနစ်ဒေတာရှုပ်ထွေးသားရဲ့မြူနယ်ပယ်ရဲ့အပြင်ဘက်မှာစေဝွင့်ညင်တဆိတ်ကကျယ်တရဲ့ကြားမှာဖျက်ဆီးသွားပါတယ်ဝလင်းကနောက်ကနေလိုက်ပါတယ်ပန်းလိုက်ကရှုပ်ထွေးသားရဲ့မြူနယ်ပယ်အကြောင်းသူကတီထားနေပြီးသားပါလမ်းကြောင်းတစ်ခုကရှိတယ်ဆိုတာကိုလည်းသိပါတယ်ဒိုဝရင် သတင်းချက်လက်တွေကတေချာမှုမရှိတာကြောင့်တိကျတဲ့လမ်းကြောင်းကိုမသိရင်မြို့ခိုးရင်းသားမှာလမ်းပြောက်ဖို့အတွက်ဖြစ်နိုင်ပါတယ်။ပို့ပြီးတော့အရေးကြီးတာသူတီးတဲ့လမ်းကြောင်းကပလန်းကြီးတစ်ခုကိုလှည့်သွားမှာဖြစ်ပြီးလိုအပ်တဲ့အချိန်ကိုနှစားဖြစ်စေပါတယ်။ဒါအပြင်အာမခံချက်လည်းမရှိတာကြောင့်နောက်ဆုံးမှသူကထိုရွေးချယ်မှုကိုလျှော့လိုက်ရပါတယ်။သူကဖျောက်တန်တဲ့လမ်းကိုရွေးပြီးအင်အားနဲ့ဖောက်ထွင်းဝင်ရောက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ထိုရာသာသူ့ကိုအချိန်တိုတွင်းမှာအစင်ရှိဒေတာကိုဝင်ရောက်စေပါလိမ့်မယ်။ဆုံးဖြတ်ချက်ချပြီးရတဲ့ဝလင်ကတွန်းဆုံမနေပါဘူး။အစင်ရှိဒေတာကိုဝင်ရင်ထားတဲ့ ုပ်ထွေးသားရဲမြို့နယ်ပယ်ကိုချင်းကပ်သွားပါတယ်တမုံမုံမြင်နေတဲ့စေဝဉ္ဇဉ်တစိကလမ်းအောင်ဖွင့်ပေးနေပါတယ်သူကမိုးပြန့်ကျဲတစ်ခုလိုလှေမြန်စွာနဲ့ရှုပ်ထွေးသားရဲမြို့နယ်ပယ်ထဲကိုဝင်တိုက်လိုက်ပါတယ်စေဝဉ္ဇဉ်တစိကထူထပ်တဲ့မြို့ခိုးနားကိုရောက်လာတော့မြို့ခိုးတွေကမနီးမုန်းတို့အလှေမြန်နဲ့ဆုတ်ခွာသွားပြီးလက်ဖွာကိုဝင်ခွင့်ပေးလိုက်ပါတယ်ဒိုးဝါရင်မြို့ခိုးတွေကအရန်ထူးဆန်းပါတယ်ဆုတ်ခွာသွားပြီးမယ်ဝလင်းအကူမြင်ခင်ရတဲ့မြို့ခိုးတွေလိုလမ်းမဖောက်ပေးပါဘူးမြို့ခိုးတွေကစေဝဉ္ဇဉ်တစိကိုဝင်ရထားပြီးဝါမြို့နေတယ်လို့ပါပဲလက်ဖွာပုံစံရဲ့မိုးထိန်တန်လိုမြေဟိန်တန်တွေကငိန်တန်နေတဲ့ရှုပ်ထွေးသားရဲမြို့နယ်ပယ်ကိုစု ူပွားသွားစေပါနဲ့ငိန်တက်နေတဲ့ရေအိုင်တဲကိုကြောက်ခဲတလုံးပြချလိုက်သလိုပဲလှိုင်းလုံးတွေကအတွင်းကသားရဲတွေကိုဟိန်ဟောက်စေပါတယ်ဝန်လင်းရဲ့မျက်နှာအမူအရမပြောင်းလဲပါဘူးသူ့ရဲ့အချိန်ဝါကလည်းလုံးဝမနှိမ့်ကွေးပါဘူးသူကလက်ဖွာပုံစံနောက်ကိုလိုက်သွားပါတယ်သူ့ရဲ့နှဖျားအသီးစိတ်ကပြန့်နှံ့သွားပြီးပုံဝင်ချင်းတစ်ခုလုံးကိုဝင်းရထားပါတယ်ထိုပုံဝင်ချင်းမျိုးတွေထဲမှာကြံတန်းသားရဲတွေအများကြီးရရှိနေတာကိုသူကတွေ့ရှိပါတယ်ထိုခိုက်တက်မှာပဲရှေးရမျိုးခိုးတွေကိုနောက်ပြန်တွန်းထုတ်လိုက်တဲ့ဟိန်တန်တစ်ခုကပြင့်တင်ထလာပါတယ်ထိုရာအရှိပေးထောင်ချီရှိတဲ့အနီးရောက်မိခင်ချေပြားပါ အမွှေးနဲ့ဖုံးနေပြီးအလုံးမကြမ်းတမ်းနဲ့ပုံပေါက်ပါတယ်မြှုပ်ခိုးတွေချာမှပေါ်လာပြီးဝင်လင်းစီကိုဓာတ်ရဲဥတီလာပါတယ်ထုံမီကင်းချိတ်ဖြာအတော်လေးကိုယူဆိုးပါတယ်သူ့ရဲ့မေယိုဘေးမှာကြီးမားတဲ့ညံ့နှစ်ခုကအိဆက်တဲ့အကြောင်းတောက်နေပါတယ်သူ့ရဲ့ကြီးမားတဲ့ကိုယ်ထည်ကငါးတခုံလိုလှုပ်ရှားပြီးအလီမြင်နဲ့ပြေးလာပါတယ်မီကင်းချိတ်ဖြာပေါ်လာတဲ့အခိုက်တက်မှာဝင်လင်းရဲ့နှဖျားအသေးစိတ်အတွင်ကပုံဝင်ချင်းရသားရဲတွေကဟိဟောက်တာရက်တန့်သွားပြီးပြန်ကျဲသွားပါတယ်ထုံမီကင်းချိတ်ဖြာထိုပုံဝင်ချင်းရဲ့ဘင်းလိုပါပဲသူကပေါ်လာတဲ့အခြားသားရဲတွေကဆုတ်ခတ်သွားပါတယ် ဝန်လင်းရဲ့မျက်လုံးတွေကညင်သက်နေပါလေသူရဲ့ကြင်ကြံမှုအစဉ်ကြောင့်ထိုမီးကင်းချိပြားအစင်ဆက်တဲ့ဖြစ်ပြီးနိုင်ပန့်ဖြစ်စီသူအစဉ်ကြင်ကြံသူအလဲအစင်းနဲ့ညီများတော်ကိုသူကချက်ချင်းပဲမြင်နိုင်ပါလေထိုအစင်းရှိတဲ့တားရဲတခေါင်ကစေဝဉ္ဉ်တစိမ့်ရှိမှပေါ်လာရတော့ဝန်လင်းကအံ့ဩသွားပါလေ ချစ်ချင်းဆိုးသလိုပဲအနီရောမီးကင်းချေပြာမြခိုးချားကနေထွက်ပေါ်လာပြီးကျဲလောင်စွာနဲ့တွန်ကျူးလိုက်ပါတယ်ထိုတွန်ကျူးတန်အမြေကြီးတွန့်ခွာလောင်းအောင်ကျဲပြီးမိုးချင်းတန်လိုပဲ့တင်ထလာပါတယ်ထိုတွန်ချူးတန်အပဝင်းချေမြူတွေကိုပိုလွန်းအောင်မှာပြင်းထန်စွာလှုပ်ရှားစေပါတယ်မီးကင်းချေပြာစိတ်ဝိညာဉ်တစ်စိတ်ကိုစိုက်ကြည့်ပြီးမုန်တိလိုစိတ်များပေါ်လာပါတယ်သူကဟိန်ဟောက်ပြီးအနီရောလင်းအများပြောက်ထွက်လို့ရာကနေကြီးမားတဲ့မီးပင်လယ်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ပြီးတော့မီးပင်လယ်နဲ့ဖုံးလေးရဲ့ဝင်လင်းစီကိုဓာတ်ရဲဥတီလာပါတယ်စိတ်ဝိညာဉ်တစ်စိတ်ကရှေးကိုရွေလျားနေရာကြောင်းဝင်လင်းကမီးကင်းချေပြာကိုယူဆိုင်ဖို့အတွက် င်မရှိပါဘူး။ဒိုဝါရင်မီကင်းချိပြားတွေကနီးကပ်လာတဲ့အခိုက်အတန့်မှာသူ့ရဲ့ပုံဝင်ချင်းဟာမီးတွေဟာမီးမုန်တိုင်းအဖြစ်ပြောင်းသွားပါတယ်။မီးတွေဟာစေဝွင့်ညံတစိကိုဝင်းရံပြီးရှစ်ဆက်မရွေ့နိုင်အောင်လို့တားဆီးဖို့အတွက်ကြိုးစားပါတယ်။ဒိုဝါရင်ရဲ့စေဝွင့်ညံတစိကမူလဆွင့်ရဲ့အများကြီးကိုဆွဲယူထားတာကြောင့်စိတ်ကူးမင်းနိုင်တဲ့စွားတွေဟာပေါဝင်နေပါတယ်။မီးတွေကနီးကပ်လာတဲ့အခါချက်ချင်းပဲနောက်ပြန်တွန်းခံရပါတယ်။စေဝွင့်ညံတစိကဖျက်တမ်းသွားတဲ့အခါအများစုကငြိမ်သွားပါတယ်။ဝင်လင်းကလက်ဖွားပုံစံအစီရင်နောက်ကနေငြိမ်သက်စွာနဲ့ရှစ်ဆက်သွားပါတယ်။သူကအလွန်လင်းမြန်စွာနဲ့ရွှေ့လျားပြီးမီးကင်းချိပြားများကိုဖျက်ချော က်သွားတဲ့အခါလုံအောင်မျက်နှာပေါ့ကိုထိုးရအားလုံးကမျက်စိတမိတ်အတွင်းမှာဖြစ်သွားတာမြုံကြီးနိုင်လောင်းကိုမြင်လုံးပါတယ်ဒူဝါရင်မိကင်းချက်ပြားများအရှုံးမပေးသေးပါဘူးသူကဟိန်ဟောက်ပြီးဝလင်းနောက်လိုက်ပါတယ်မိရိယာသူ့ရဲ့ခန္ဓာကိုဝင်းရထားပြီးဝလင်းကိုနှဆိုင်နဲ့မုန်တီမှုနဲ့စိုက်ကြည့်နေပါတယ်ဝလင်းကိုဖြက်စီးပြနိုင်မှသာအရှုံးပေးနိုင်မယ့်ပုံပါပဲထိုးခိုက်တက်မှာအဝေးရမြုပ်ခိုးတဲ့ဂျာကနေဟိန်သက်အများပြားထွက်လာပါတယ်ထိုရာဒီလိုမိကင်းချေပြပုံစံတူ၆ခုထက်ရှိပြီးအလုံးကထိုနေရာစီကိုဥတီသွားပါတယ် အဝေးဆုံးနေရာမှာတော့ရာအလုံးကိုဖိနှိပ်ထားတဲ့အာတီးတဲ့ဟိန်းတန်တစ်ခုကပြတင်ထလာပါတယ်ထိုဟိန်းတန်ဟာအစင်းစနစ်သားရဲ့ခွန်အားကိုဖော်ပြနေပါတယ်အရန်ရုပ်ဆိုးတဲ့ပေတတောင်းရှိတဲ့အပြောင်းမီခင်းချိပ်ပြားတကောင်ကဝင်လင်းစီကိုအရှင်ပြပြနဲ့ရွေလျာနေပါတယ်မြှခိုးအလုံးကဘေးကိုဖယ်ရှားခံနေရတာကြောင့်သားရဲ့ကပိုလုံးတော်မြန်ဆန်နေပါတယ်ထိုအပြောင်းကင်းချိပ်ပြားဟင်းအောင်လိုက်တဲ့အခိုက်တန့်မှာတိမ်မွေးတဲ့တတိယလန်ကတောက်ဝေးုံဝေးအဖိုးကြီးကမျက်လုံးကိုဖင်လိုက်ပါတယ်သူကဝေးကိုကြည့်ပြီးအန်အန်တင်းတဲ့ပုံစံတွေပေါ်လာပါတယ်အစင်းစနစ်မီခင်းချိပ်ပြား ဒီသားရဲကမြူခိုးတွေကြားမှာနေထိုင်ပေမဲ့အပြင်ကိုခိုင်းစွာနဲ့ပေါ်လာတတ်တယ်။ဒါပေမဲ့ဘာလို့ဒေါသတချင်းနဲ့ဟိန်းနေရလဲ။မကောင်းဘူး။ငါရဲ့တပည့်တွေကမြူခိုးထဲမှာရှိနေတော့မယ်။သူတို့ကသူ့ကိုကြုံတွေ့လာရမယ်ဆိုရင်တေဘေးကနေလွတ်မြောက်ဖို့ကတကယ်ကိုခက်လိမ့်မယ်။အဖိုးကြီးကချက်ချင်းပဲမြူခိုးတွေထဲကိုဝင်ရောက်သွားပါတယ်။ဝင်လင်းကအစင်းစနစ်သားရဲ့ဟိန်းတန်းကိုကြားပြီးရတော့အနေငယ်မျက်မှောက်ကျိုးလိုက်ပါတယ်။ထိုကင်းချစ်ပြားစေဝဉ္ဇဉ်တစ်စိမ့်ကိုပြင်းထန်စွာနဲ့မုန်တိနေပုံရတာကိုသူကသဘောအတိုင်းနားလဲပါတယ်။ထို့ကြောင့်သူကလည်းအထဲကိုဆွဲသွင်းခံလိုက်ရပါတယ်။ ငါ့အနီးဆုံးကကြမ်းတမ်းသားရဲကငါ့ကိုတားဆီးဖို့သူ့ရဲ့အသက်ဝန်တော်ဂျူးမဆိုင်တော့ဘူးအခြားသားရဲတွေကလည်းငါ့ကိုနှောက်နှေးအောင်လို့ရောက်လာတယ်ဒါတွေအားလုံးကအစစ်စနစ်သားရဲရောက်လာဖို့အချိန်လုံလောက်ပေးနေရပဲဒါကစိတ်ဝင်စားစရာပဲ ဝယ်လင်းရဲ့မျက်လုံးနီမှာအစ္စမုကဖြစ်ပြီးသွားပါတယ်ထိုကင်းချိပြားနဖျားခိုင်းနဲ့ဘလို့မုန်တိမှုရှိရှိသူကဂီမဆိုင်ပါဘူးဒါပေမဲ့သူ့ကိုဆိုင်ခေါ်မယ်ဆိုရင်တော့တိတ်ချင်းတရားတစ်ခုဝါသာရှိပါတယ်ဝယ်လင်းရဲ့မျက်လုံးနီကတောက်ပါလာပါတယ်သူကသူ့နှုတ်ကကောင်တွေကိုတက်ရပါမယ်မဟုတ်ရင်သူတို့ကဆက်ပြီးဟိန်ဟောက်နေရင်သူ့ရဲ့တီနီယာဖော်ထုတ်ခံရပါလိမ့်မယ်ထိုဟိန်တန်သူ့အတွက်အတော်လေးကိုစိတ်နှောက်ရှက်ဖြစ်စေပါတယ်မင်းကတိတ်ချင်းတရားရှာနေရဆိုတော့ငါ့ကိုအပြစ်တင်လို့မရနိုင်ဘူးဝင်လင်းကရုတ်တရက်လဲပြီးသူ့ရဲ့ညာလက်ကိုမြောက်ကသူ့နောက်ကလိုက်လာတဲ့ကြမ်းတမ်းသားကြီးတွေစီကိုညှို့လိုက်ပါတယ် ကဘာမီယာလုံးငါရဲ့အမေကိုနာခံလောင်ကျွမ်းစမ်းဝလင်းရဲ့အတံမှာအစ္စရဲရွေချာပောင်းရင်ပါတယ်သူကပြောလိုက်တာနဲ့ကင်းချိပြပက်လက်ရမီယန်နီယာအန်အင်းစီကပြောင်းလဲသွားပါတယ်ဝလင်းရဲ့တောင်မနီငှက်ကတတိယအကြိမ်နိုးထွက်လာပြီးမီယန်နီယာမာနဲ့ပေါင်းဆက်နိုင်ခဲ့ပါတယ် နီးရမှာအစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဝလင်းရှိမှာသူတို့ရဲ့မီးရန်နီးရမှာပြင်ပါဖြစ်နေရင်တော့ဝလင်းလူချင်းနှိမ့်တတ်နိုင်ပါတယ်ဝလင်းရဲ့စကားတွေကကြလာအောင်အနီးအောင်ကင်းချိပြားရဲ့ပလဲကမီးပင်လေရာရုတ်တရက်တုံဝင်ပြီးကင်းချိပြားစီကိုတိုးဝင်သွားပါတယ်တစ်ချိန်တည်းမှာပဲကင်းချိပြားရဲ့ခန္ဓာအတွင်းကနေပောက်ကွဲတက်များထွက်လာပါတယ်ပူအားကောင်းတဲ့မီးရန်နေရာရုတ်တရက်ပောက်ကွဲထွက်လာပါတယ်ကင်းချိပြားရဲ့မျက်လုံးတွေကကြောင်မှုနဲ့ပြင်းထန်သွားတဲ့အချိန်မှာသူ့ရဲ့ခန္ဓာတွေကမီးရန်နေရာပောက်ကွဲထွက်လာပါတယ်ဝမ်းနဲ့ချိန်ကွဲတဲ့အဟိတ်တန်နေရာထွက်လာပြီးမကြခင်မှာပဲအတန်အားလုံးကရက်တန့်သွားပါတယ် ေတထောင်လောက်ကျဲတဲ့မီလုံးကြီးတစ်လုံးကပေါ်လာပြီးပုံဝင်ကြိတ်မြခိုးလေးကိုလင်းထိန်စေပါလေတဖြည်းဖြည်းနဲ့ငိမ့်သွားပြီးအတွင်းထဲကကင်းချိပ်ပြာမီလောင်ပြာကျသွားပါလေထိုးရအားလုံးကတခဏလေးဖြစ်သွားပြီးဝင်လင်းကသူ့ရဲ့လက်ချောင်းကိုမြှောက်လိုက်ညုံနေပါပဲသူကရာလက်ကိုကြည့်မနေပါဘူးလညိုးထိုးပြီးတာနဲ့လှဲ့ပြီးစေဝွင့်ညစ်တစိမ့်နောက်ကိုဆက်လိုက်သွားပါလေမီကင်းချိပ်ပြာတည်ဆုံသွားတဲ့ဝင်ထဲကြိတ်ခွဲတဲ့အဟိတ်တန်တွေကအဝေးကနေထွက်လာပါလေအခြားပေထောင်ကြီးရှိတဲ့ကင်းချိပ်ပြာတွေကပို့ပြီးတော့မြင်မြန်လာနေရပါ ပေတတောင်းရှိတဲ့မိုးကောင်းကင်ပြောင်းကင်းချိပြားရဲ့မူတီမူကပို့ပြီးတော့ပြင်ထက်လာပါတယ်။အော်ခိပီပို့ပြီးတော့မြန်မြန်ယူလီယားလာနေပါတယ်။ငါရဲ့ထိုင်ရာတွေကတော့ပျောက်ကင်းရင်အစင်းစနစ်သားကြီးကိုတတ်ဖို့ကမခက်ဘူး။အခုတော့မိသားရဲ့ဖြစ်လို့တတ်ဖို့ကမလွယ်ဘူး။ဝလင်းကမျက်မှောက်ကျုပ်ပြီးမကြခင်မှာသူ့ရဲ့မျက်နှာမှာတက်ဖက်လိုတဲ့ရွေချက်တွေကပေါ်လာပါတယ်။တေးချင်းနေရပဲ။ အနီရောက်အလင်းတစ်ခုကမြူခိုးချားနေဝလင်းရဲ့ညာလက်ကိုရောက်လာပြီးမီးပင်းလယ်တစ်ခုကပေါ်ထလာပါတယ်ထိုမီးပင်းလယ်ကပေတောင်းကျန်ဝင်ပြီးမြူခိုးတွေကိုမီးရှို့ပြမဲ့ပုံပေါ်နေပါတယ်ဝလင်းစီးကိုတက်တက်ဥတီလာပြီးအခြားပေတထောင်ရှိတဲ့ကင်းချိပြားတစ်ခေါင်ကဝလင်းစီးကိုတိုးဝင်လာပါတယ်အရန်မြန်ပြီးချစ်ချင်းပဲနီးကပ်လာပါတယ်မီးပင်းလယ်ကနေပြင်းထန်တဲ့အပူချိန်ကထွက်ပေါ်လာပြီးဝလင်းနဲ့ပေတထောင်လောက်ပဲဝေးတော့ပါတယ်ဝလင်းကအစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်ပြီးလက်ကိုဝင်ရင်လိုက်ပါတယ်အန်အန်းတင်းစီကပြောင်းလဲမှုကဖြစ်လာပါတယ်မီးပင်းလယ်ကရုတ်တရက်ရက်တန့်သွားပြီးနောက်ပြန်တုံးဖို့ခံလိုက်ရပါတယ် ဒေါသထွက်နေတဲ့လိုင်းလုံးကြီးလိုကင်းချိပြားစီကိုပြန်ဝင်ရောက်သွားပါတယ်။တစ်ချိန်တည်းမှာပဲကင်းချိပြားရဲ့ပက်လက်ရမီးရဲ့နေရာပြင်းထန်လာပြီးကင်းချိပြားများကိုတိုက်ခိုက်ပါတယ်။ အခြားကြီးမားတဲ့မီလုံတလုံးကလည်းရုတ်တရက်ပေါ်လာပါတယ်ကီမီကောက်ရဲ့ခြေခွဲဝန်းနေတဲ့အဟိတန်အားတော့မထွက်နိုင်ခင်မှာမီလောင်သွားပါတယ်ဒါအပြင်သူ့ကိုလောင်မြိုက်တဲ့မီးရန်အားလည်းအနီရောင်မုတ်တော့ပဲမိုးကောင်းကင်ပြောင်းပေါ်လာပါတယ်ထိုမီလုံကြီးကပေါ်လာတဲ့နောက်ထပ်ကင်းချေပြားနှစ်ကောင်ကဝင်လင်းစီးကိုတွန်းဝင်လာပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပါတယ်အစားအတော့ထိုသားရဲတွေနဲ့မရှုပ်ချင်ပေမဲ့သူတို့ကလက်ဆောင်မဲ့ပုံလည်းမပေါ်ပါဘူးတိမ်မပဲလက်ဆောင်မှာပါဝင်လင်းရဲ့အချီကအစ်ဆက်မှုတွေဖြစ်ပြီးသွားပြီးတပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် နီးရမှာကျဲရမြခုံးကြားမှာပေါ်လာပြီးမိုးကောင်းကင်ပြောင်းကိုမီးရက်နေရသူ့ရဲ့ပလက်မှာပေါ်လာပြီးဘဲဘက်မြူခိုးရီစီကိုပြုတ်လွတ်လိုက်ပါတယ်ခနာကြမှာမြူခိုးရီကြားကနေအန်တင်းစရာအတန်တစ်ခုကထွက်လာပြီးကြီးမားတဲ့မိုးကောင်းကင်ပြောင်းကိုမီးရက်တစ်ခုကပေါ်လာပါတယ်ကြေကွဲဝန်းနေတဲ့အဟိတန်ကထွက်လာပြီးချက်ချင်းပဲပြောက်ွက်သွားပါတယ်အစုံမဲ့အပူရှင်ကမြူခိုးရီတစ်ချောင်းပြန့်နှံ့သွားပါတယ်မကြခင်မှာအထားနေရာတစ်ခုမှာမိုးကောင်းကင်ပြောင်းကိုမီးရက်နေရပေါ်လာပါတယ်ကြီးမားတဲ့မီးလုံးကြီးတစ်လုံးကပေါ်လာပြီးမိုးကောင်းကင်ပြောင်းကိုမီးတော့အမြောက်များဖြစ်ပောက်ကွဲသွားပါတယ် ိုအရာအလုံးကတခဏလေးအတွင်းမှာဖြစ်ပျက်သွားတာပါဘူး။ဝယ်လင်းကအစ္စရယ်မျက်နှာနဲ့မြို့ခိုးရီထဲကနေထွက်လာပြီးစေဝွင့်ညင်ဒဇိန်းနောက်ကိုလိုက်သွားပါတယ်။လမ်းတစ်လျှောက်မှာနောက်ထပ်တားရဲတွေကမတားစီးတော့ပါဘူး။အကူလေးနဲ့တိုက်ပွဲကြောက်တားရဲတွေကအရန်ကြောက်သွားတယ်ဆိုတော့ထင်ရှားပါတယ်။ဒိုးဝါရင်နီးကပ်လာနေတဲ့ပေတောင်းရှိတဲ့မူကောင်းကင်ပြောင်းကင်းချေပြားတော့ဒေါသထွက်နေတော့မှာဒိုးဝါရင်အရန်ဝေးနေပါတယ်။အခုတော့အမြန်ဆုံးရွေလျားရင်တော့လိုက်မိဖို့အတွက်အချိန်အများကြီးလိုအပ်ပါအောင်မယ်။အော်ဟင်းနေမူကောင်းကင်ပြောင်းကင်းချေပြားများယူတွတ်သွားပြီးတိတ်သေးတဲ့မူကောင်းကင်ပြောင်းကိုမီးရက်နေရသူတို့ရဲ့ပလက်မှာပေါ်လာပါတယ်။ပြီးတော့ ော့ခန္ဓာကိုယ်ကရုတ်တရက်ကျုပ်သွားပြီးပောက်ကွဲတဲ့နေရာထွက်ပေါ်လာပါတယ်ချက်ချင်းပဲမိုးကောင်းကင်းပြောင်းအောင်အလင်းတစ်ခုကသူ့ရဲ့ပေတောင်းရှိတဲ့ခန္ဓာကိုယ်တစ်လျှောက်ပြန့်နှံ့သွားပါတယ်မမြင်ရတဲ့ဆွမ်းအားတစ်ခုကသူ့ရဲ့ခန္ဓာကိုယ်အစားအနေအဆုံးထိအကွဲကြောင်းတစ်ခုကိုဖွင့်လိုက်သလိုပဲထိုအကွဲကြောင်းကနေမိုးကောင်းကင်းပြောင်းအောင်အလင်းတန်းနေရာထွက်ပေါ်လာတဲ့ပေ၈000လောက်ရှည်လျရတဲ့ပိုသိမ့်ခဲ့တဲ့ကင်းချိပြားတစ်ကောင်ကထွက်လာပါတယ်မိုးကောင်းကင်းပြောင်းအောင်မိရဲ့အနေနဲ့အတူရှေ့ကိုတဟုန်တို့တွန်းဝင်လာတဲ့အမျှသူ့ရဲ့အမြန်နှုန်းကအစာပေါင်းများစွာတိုးလာပါတယ်မကြာခင်မှာပေ၈000ရှိတဲ့ကင်းချိပြားမှာအကွဲကြောင်းနေရာပေါ်လာပြီးပေ၆000ရှိ ေလျားတဲ့ပို့ပြီးတော့တင်းခဲ့တဲ့ကင်းချိတ်ပါတကောင်ကထွက်လာပါတယ်။သူ့ရဲ့အမျက်နှုံးကထမှန်တိုးမြင့်လာပါတယ်။ ထိုထူးဆန်းတဲ့နီလန်းကိုအသုံးပြုပြီးကင်းချိပြားရေကုန်လဲပြီးကျုပ်သွားပေမဲ့သူ့ရဲ့အမြန်နှုံးကယူသွဆောင်နဲ့တိုးလာပါတယ်ဝလင်းကစေဝဉ္ဇဉ်ဒဇိုင်းနဲ့အတူရှုပ်ထွေးတဲ့မြို့ခိုးနဲ့မြို့ကိုဖျက်တမ်းပြီးအစင်းရှင်းနေမေစီကိုတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်လမ်းတစ်လျှောက်မှာသူ့ကိုတားဆီးဖို့ကြိုးစားတဲ့တားရဲများစွာနဲ့တွဲဆုံခဲ့ပေမဲ့သူ့ရဲ့တပြတ်မှုနဲ့စေဝဉ္ဇဉ်ဒဇိုင်းကဖြိုခွင်းနိုင်ခဲ့ပါတယ်မြို့ခိုးတွေချာမှာအလုံးမျက်စင်စွာနဲ့ယူလီယာနိုင်ခဲ့ပါတယ်မြို့ခိုးတွေချာမှာကြာကြာနေလေလေဝလင်းကထိုနေရာထူးဆန်းနေလို့ခံစားရလီပါထိုနေရာမှာကြာကြာနေလေလေတားရဲတွေကပို့ပြီးတော့စုဝေးလေပါ သူကအပြေးဝပြန်လဲကောင်းမှုမှသာမဟုတ်ရင်ထွက်ခွာဖို့အတွက်ခက်ခဲမှာပါဝန်လင်းကရှုပ်ထွေးတဲ့တားရဲမှုတွေရဲ့နည်းမြေအစွန်ဖြားကိုရောက်ဖို့အချိန်လေးရဲ့ညီပါအချိန်ယူခဲ့ပါတယ်တခါထွက်သွားရင်အဆင့်ရှိနည်းမြေကိုရောက်ပါပြီ ။တဝရင် ထိုးအချိန်မှာဝင်လင်းကလှဲ့ပြီးသူ့ရဲ့ညာလက်နဲ့စေဝဉ္ဉ်တစိ့ကိုညှုံလိုက်ပါလေ။စေဝဉ္ဉ်တစိ့ကရုတ်တရက်ရွေလျားပြီးဝင်လင်းရှိကိုရောက်လာပါလေ။တစ်ချိန်တည်းမှာပဲဝင်လင်းကလက်တစိ့တစ်ခုကိုဖွဲ့ပြီးစေဝဉ္ဉ်တစိ့ကိုညှုံလိုက်ပါလေ။မူလဆွင့်ဆွေယူမှုရက်တံမှုဝင်လင်းကထားရှိခဲ့တဲ့တစိ့ကပြုတ်ကွဲသွားပြီးယူသွစွာနဲ့မူလဆွင့်ကိုဆွေယူလာပါလေ။ထိုးအချိန်မှာပဲဝင်လင်းရှိရမြခိုးတွေကြားအနီမိုးကောင်းကင်ပြောင်းအောင်အလင်းတစ်ခုကပေါ်လာပါလေ။မြုံနိုင်ဆရာအပူချိန်ကပေထောင်ပေါင်းများစွာကိုပြည့်နှက်သွားပါလေ။ဒေါသထွက်နေတဲ့အဟိတန်ကြီးကမြခိုးတွေကြားမှာထပ်ပေါ်လာပါလေ။မြခိုးတွေကိုဘေ ေးကိုတွန်းဖက်လိုက်တာနဲ့ပေထုံးတော်ရှေလီရတဲ့ရက်ဆက်ကြံကြုံတဲ့ကင်းချိပ်ပါတကောင်ကထွက်လာပြီးကြီးမားတဲ့မိုးကောင်းကင်အပြောင်းကိုမီးရန်တွေကိုဝင်းရန်ထားပါတယ်။ ကင်းချိတ်ပြာပေါ်လာတဲ့အစစ်စနစ်တားရဲ့အချိန်ကပုံဝင်ချင်းကိုဖုံးလွှမ်းသွားပါတယ်ဝင်လင်းရဲ့မျက်လုံးလေးမှာအိဆက်မှုများဖြစ်ပြီးသွားပြီးသူ့ရဲ့ညာလက်ကိုဝင်ရလိုက်ပါတယ်စေဝဉ္ညစိတ်ကထွက်လာပြီးမူလဆွင်ကိုဆုပ်ယူရင်းကင်းချိတ်ပြာစီကိုဥတီသွားပါတယ်အရန်အုံးမြန်လာကြောင်ပုံဝင်ချင်းဟာမြှုပ်ခိုးတွေအားဘေးကိုတွန်းပို့ခံလိုက်ရပြီးတဟုန်တိုးတွန်းဝေးလာနေတဲ့ကင်းချိတ်ပြာနဲ့တိုက်မိသွားပါတယ်ကင်းချိတ်ပြာစီကကောင်းကင်ကိုတုံဟီစိန်မော့အဟိတန်ကလည်းထွက်လာပြီးကြီးမားတဲ့လောဝါကြီးကိုရက်စက်စွာနဲ့စိုက်ကြည့်လိုက်ပါတယ်မီးပင်းလျာကိုဝင်းရထားရင်လောဝါရစီကိုတွန်းဝေးလာပြီးမဲ့နီးကပ်လာတဲ့အခါသူ့ရဲ့ခန္ဓာကလင်းကောက် ွားပြီးမိုးကောင်းကင်ပြောင်းကိုမီးရန်နေရာလဝါရနဲ့တိုက်မိသွားပါတယ်။ကောင်းကင်တုံဟီစိန်မဲ့ပောက်ကွဲတန်ဟာထွက်ပေါ်လာတဲ့အများသူ့ရဲ့ခန္ဓာကဘေးကိုရှောင်တိမ်ပြီးဝင်လင်းစည်းကိုတွန်းဝင်လာပါတယ်။သူ့ရဲ့ရက်ဆက်ကြံကြုတ်တဲ့မျက်နှာနဲ့ချုံထက်တဲ့ညက်တွေကဝင်လင်းကိုအရှင်လက်လက်စားပြည့်မဲ့ပုံပေါ်ပါတယ်။ထုံမြင်ခွင်းနဲ့သူ့နောက်ကကြီးမားတဲ့လဝါရကြီးကမမျော်လင့်ပဲလှပမှုတစ်ခုကိုဖန်တီးပေးပါတယ်။ဝင်လင်းရဲ့မျက်နှာအိဆက်နေပြီးနီးရမှကြဲရမျက်ခုံးချားမှလင်းလန်းနေပါတယ်။အမြန်လေပတ်နေရတဲ့အများမိုးကောင်းကင်ပြောင်းကိုမီးရန်နေရာသူ့ရဲ့ခန္ဓာကနေပြန့်နှံ့လာပါတယ်။ကင်းချေပြားရဲ့အပြာနှူးရောင်နဲ့ရှင်ထိုမိုးကောင်းကင်ပြောင်းရောင် ်ကအန်းသိစရာပါကင်ချိပြားရဲ့ခန္ဓာကိုယ်ကပြုံးမပြတောင်းကိုခန္ဓာလေးရက်တန့်သွားပြီး မျက်လုံးနီးရတီးကြည့်လာပါတယ်ဒိုးရတဲ့နောက်မဆုတ်ပဲယူသွန်းစွာနဲ့တုံးဝင်လာပါတယ်သူ့ရဲ့ခန္ဓာပက်လက်ရမီးရန်နေရပူကြီးမလာပြီးမိုးကောင်းကင်ပြောင်းအောင်အလင်းနေရထွက်လာပါတယ်ဝလင်းကသူ့ရဲ့ညာလက်ကိုမြောက်ပြီးလညိုထုတ်လိုက်ပါတယ်မီးရို့အုံပြုတိုင်းရင်ဆိုင်တဲ့အခါရာလက်ကိုဆုံးဖြတ်ဖို့အတွက်ခန္ဓာတဲ့နီးပညာတွေကိုမလိုအပ်ပါဘူးသူကလညိုထုတ်လိုက်တာနဲ့သူ့ရဲ့ပက်လက်ကနှဆိုင်နဲ့မိုးကောင်းကင်ပြောင်းအောင်မီးရန်နေကိုစူးစီးပြီးပြုတ်လွတ်လိုက်ပါတယ်ပြုတ်လွတ်လိုက်တာနဲ့မိုးကောင်းကင်ပြောင်းအောင်အလင်းတန်းကလေးလက်သွားပြီးကြီးမားတဲ့မိုးကောင်းကင်ပြောင်းအောင်တောင်ပိုင်းငှက်အဖြစ်ပြောင်းလဲသွားပါတယ် တော်မနီငါကအိုဟိပီကင်းချိပြားစီကိုတိုးဝင်သွားပါတယ်ကင်းချိပြားချက်ချင်းမဲ့အိုဟိပီမွေးတကောင်လိုသူ့ရဲ့ခန္ဓာကိုယ်ကိုမြှောက်ပြီးတော်မနီငါကိုဆက်ကြည့်လိုက်ပါတယ်သူ့ရဲ့ပက်လက်ရမူကောင်းငင်ပြောင်းကိုမီးရက်နေရယူသွစွာနဲ့စူးစီးပြီးသူ့ရဲ့ခန္ဓာပင်ပမှာကြီးမားတဲ့စွာတစ်ခုကိုဖန်တီးလိုက်ပါတယ်ပြီးတော့အမြန်ကြီးကလာနေတဲ့တော်မနီငါနဲ့တိုက်မိသွားပါတယ်ကောင်းငင်တုံကြီးစီမဲ့ပတ်ကွဲတန်နဲ့ရှုပ်ထွေးသားရဲကမြှခိုးနဲ့မြေတစ်ချောင်းပြန့်နှံ့သွားပြီးအစင်းစနစ်သားရဲများစွာရဲ့သားရဲအာယုံက ထိုနေရာစီကိုတက်တက်ဥတီလာပါတယ်ဒိုးရရင်ထိုးအချိန်မှာဝင်လင်းဦးတော်အန်းတင်းစီမဲ့အလွန်အားကောင်းတဲ့အချိန်မှာရှုပ်ထွေးသားရဲ့မြခိုးနဲ့မြည်ရဲ့အနှဆိုင်ဆုံးနေရာကနေထွက်လာပြီးအခြားအစင်းစနစ်သားရဲ့တွေကိုနှိမ့်နှိမ့်လိုက်ပါတယ်မီးရဲ့နှခုကတိုက်မိတဲ့အခါကောင်းကင်တုံဟီစီမဲ့ပောက်ကွဲတန်အထလာပါတယ်တောင်မင်းနီငှက်ကမကြင်မနှက်နဲ့အဟိပ်ပြီးခန္ဓာအတွင်းကိုပြန်ဝင်သွားပါတယ်ပြန်ရောက်တာနဲ့ဝင်လင်းကဝေးကိုပြန်သွားပါတယ်ကင်းချိပြားရှိရာမီးပင်လင်ကပြုတ်ကွဲသွားပြီးသူ့ရဲ့မီးရဲ့နေရာနောက်ပြန်တွန်းထုတ်ခံရတာနဲ့အများသူ့ရဲ့ခန္ဓာကပောက်ကွဲသွားပါတယ်သူ့ရဲ့ခန္ဓာတော်ဝက်ကလည်းတွေးနေရှုပ်ပွားနေပြီမဲ့မတည်သေးပါ ါဘူးဝမ်းနဲ့ချစ်ခွဲဖွဲ့ရာအော်တန်များကထွက်လာပြီးပျောက်ကွယ်သွားတဲ့မြို့ခိုးထဲကိုဝင်သွားပါတယ်မြို့ခိုးထဲမှာထာဝရခံရအဖိုးကြီးကထိုးရာတွေကိုကြီးနေပြီးအန်းတင်းနေပါတယ်အဲ့လူကဘာတူလဲမီးကင်းချိတ်ပြားထန်တော့ပို့ပြီးတော့အကောင်နဲ့မီးကိုထိန်းချုပ်နိုင်တယ်ကျင်းကြံမှုအစင်ရလေအရန်ကိုမြင်ပါတယ်ဒဏ်ရာမရရင်ငါတော့သူ့ကိုတိုက်နိုင်မှာမဟုတ်ဘူးဒါပေမဲ့နဖျားခံရမဟုတ်ဘူးစေဝွင့်ညင်တစ်စိမ့်ကိုငါအရင်ကတွေ့ဘူးလေသူ့ဟာနေရအတော်လေးကိုစင်တူဝင်မဲ့တကယ်စေဝွင့်ညင်တစ်စိမ့်မဟုတ်သေးဘူး အဖိုးကြီးနောက်မှာတပည့်၃ယောက်ကပါလာပါတယ်သူတို့အားလုံးကမြင်တွေ့ရတာတွေကြောင့်အံ့အသင့်ပြီးကြောက်နေကြပါတယ်အစားတော့သူတို့ကိုသူတို့အားကုန်းတယ်လို့ထင်ခဲ့ပေမဲ့မြင်တွေ့ရတာသူတို့ရဲ့စိတ်ကိုတွန်းလို့စေပါတယ်အထူးသဖြင့်လှပတဲ့အမျိုးသမီးချင်းညံသူကဝင်လင်းထွက်ခွာသွားတာကိုကြည့်ရင်မျက်လုံးတွေကလင်းလက်သွားပါတယ်သူမဘာတွင်းနေလဲဆိုတာဘယ်သူကမှမသိပါဘူးထိုးချိန်မှာအစင်းစနစ်တားရဲ့အချိန်မှာအားလုံးကိုနှိမ့်နှင်းလိုက်တဲ့အချိန်မှာမြို့ခိုးရီချာမှာဒေါသတွေနဲ့အတူဖြစ်တန်းသွားပါတယ်အဖိုးကြီးကခေါင်းကိုရုတ်တရက်မော့ကြည့်လိုက်ပြီးတခုခုကိုသတိရသွားသလိုမျက်နှာပြတ်သွားပါတယ် သူရဲ့ဝေးုံလက်ကိုဝန်းရမ်းပြီးတပည့်၃ယောက်ကိုခေါ်ကာတတိယလမ်းကြောင်းစီကိုဥတီသွားပါလေမင်းတို့၃ယောက်ကိုဒီမှာဆက်ပြီးတော့လေးချင်းခွင့်မပေးတော့ဘူးကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်